အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မြောက်ကိုရီးယားကတာလက်ဖြစ်ဒုံးကျည်နှစ်ခုကိုဒုံးပစ်စင်တို့သွင်းပြီးဖွက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာအရှိတ်ဘတ်ကန်ယိုရန်အနီးမှာတာလက်ဖြစ်ဒုံးကျည်နှစ်ခုကိုရွှေပြောင်းပြတ်ခတ်နိုင်ဖို့အတွက်ဒုံးပစ်စင်တို့သွင်းပြီးဖွက်ထားတာကြောင့်ပြစ်လုံနိုင်ခြေရှိတယ်လို့စိုးရိမ်မှုများထွက်ပေါ်ခဲ့ကြောင်းတောင်ကိုရီးယားမီဒီယာများကဖော်ပြခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးကနိုင်ငံနဲ့နမိတ်ကိုဥတီတဲ့မြောက်ကိုရီးယားရဲ့ဘလို့ဒုံးကျည်ကိုမဆိုပြချဖို့ဧပြီလ9ရက်နေ့ဒါမှမဟုတ်လာမယ့်နှစ်ရက်အတွင်းအမိန်ပေးဖွယ်ရှိရလို့ဂျပန်ယူမီယူရီသတင်းစာနဲ့ဂျီဂျီသတင်းအေဂျင်စီတို့ကရေးသားခဲ့ပါတယ်။အဲ့ဒီလိုအမိန်ပေးပါက ရေပြင်အခြေဆိုင်ဒုံးကွင်းစနစ်တက်ဆင်ထားတဲ့ဖြတ်သွင်းမိုးတွေကိုဂျပန်ပင်လယ်မှာတက်ဆွဲသွားမှာဖြစ်ပြီးဒါမှသာဂျပန်ပိုင်နက်ကိုဦးတည်လာတဲ့မြောက်ကိုရီးယားဒုံးကျည်ကိုထောက်လန်းသိရှိပြီးပြစ်ချနိုင်မှာဖြစ်တယ်လို့ကျိုတိုသတင်းဌာနကဖော်ပြခဲ့ပါတယ်။ဗြိတိန်နိုင်ငံသားရေးဝန်ကြီးဝီလျံဟိတ်ကမြောက်ကိုရီးယားအနေနဲ့ချင်းချောက်မှုတွေဇက်တိုက်ပြုလုပ်နေပေမဲ့တက်တွေကိုနေရွှေပြောင်းချထားမှုမရှိသေးတဲ့အတွက် စိတ်တည်တည်ငြိမ်ငြိမ်ထားကြဖို့ဧပြီလ9ရက်နေ့မှာပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့တင်းမာမှုမြင့်တက်နေခြင်းကိုရှော့ချဖို့ရည်ရွယ်ပြီးအမေရိကန်ကလာမယ့်သတင်းပတ်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့တိုက်ချင်းပြစ်ဒုံးကျည်စမ်းသပ်ပြစ်လွတ်ဖို့အစီအစဉ်ကိုရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကပဋိပက္ခဖြစ်ပွားခဲ့ပါကပြုံးရန်ရှိပြပတန်ယုံများဘေးကင်းလုံခြုံရေးအတွက်ဧပြီလ10ရက်နောက်ပိုင်းကစပြီးအာမခံချက်မပေးနိုင်တော့ကြောင်းတတိပေးထုတ်ပြန်ခဲ့ပါတယ်။ ဲ့ဒီလိုထုတ်ပြန်ခဲ့ပေမဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံအများစုက၎င်းတို့ရဲ့တန်ယုံဝန်ထမ်းတွေကိုချက်ချင်းခေါ်ယူဖို့အစီအစဉ်မရှိသေးကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။